Chelsea အသင်းက Leicester အသင်းကိုတကူကူမရှိနဲ့အနိုင်ရခဲ့တယ်။ Premier League ပွဲစဉ်မှာအသင်းအတွက်ပါဝင်ကစားခဲ့တဲ့ Cole Palmer ဟာဒီပွဲမတိုင်ခင်မှာဖျားနာတာနဲ့ one shot မှုတွေကြောင့်လေ့ကျင့်ခန်းဆင်ခဲ့တာမရှိဘူးလို့ Nibia Morris ကကပြောခဲ့ပါဗျ။ Morris ကက Cole ဟာဒီပွဲမတိုင်ခင်လေ့ကျင့်ခန်းဆင်ခဲ့ခြင်းမရှိဘဲနေမကောင်းဖြစ်နေခဲ့ပါဗျ။သူဟာပြီးခဲ့တဲ့48နာရီအတွင်းမှာဖျားနာတာနဲ့ဝမ်းရှော့မှုတွေကြောင့်လေ့ကျင့်ခန်းမဆင်နိုင်တော့ပါဒီပွဲမတိုင်ခင်သူနိုးလာပြီးအသင်းကိုကူညီခြင်းနဲ့ဒီကလပ်ကိုချန်ပီယံလိဂ်ကစားစေခြင်းနဲ့အတွက်ကွင်းထဲမှာရှိခြင်းနဲ့လို့ကျွန်တော်ကပြောပေးပါရစေ ဒါဟာကစားသမားတွေကချက်စီးအသင်းကိုထိတ်တန့်အဆင့်ပြန်ပို့ပေးခြင်းလဲဆိုတာကိုပြတာတယ်လို့ပြောခဲ့တာပါခိုလ်ပါမဟာဒီပွဲမှာပနတီကန်သွင်းခွင့်ရခဲ့ပေမဲ့လက်စတာအသင်းကုသမဟာမန်ဆန်ကအကာအကွယ်နိုင်ခဲ့တာကြောင့်ပနတီရအောင်ပြေးခိုးဝင်တဲ့မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ပါတယ် ကိုလ်ဘာမာဟာပရီးမီယာလိတမိုင်းမှာအကောင်းဆုံးပနတီကန်သွင်းတဲ့စံချိန်ကိုရရှိထားပြီးလက်စတာအသင်းရဲ့ပွဲမတိုင်ခင်ကန်သွင်းခဲ့တဲ့12ချိန်စလုံးကိုဝင်ခဲ့တာပါ။ဒါပေမဲ့လက်စတာအသင်းရဲ့ပွဲမှာတော့သူ့ရဲ့စံချိန်ကောင်းအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ကိုလ်ဘာမာဟာချက်စီအသင်းနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ10ပွဲစလုံး9ပေါက်ပျောက်ဆုံးနေခဲ့ပြီးအခွင့်အရေးများပြားကိုလည်းလွဲချော်နေခဲ့တာပါ။ချက်စီအသင်းနီးပြမာရစ်ကာကတော့ကိုလ်ဘာမာ9ပေါက်ပျောက်ဆုံးနေတာကိုစိုးရိမ်မှုမရှိဘဲမကြခင်မှာအတွင်းကိုတွေပြန်လဲရရှိနိုင်မယ်လို့ယုံကြည်မှုရှိနေပါတယ်။ ကိုလ်ဘာမာဟာတီယာတီမာချက်စီအသင်းအတွက်32ပွဲကစားထားပြီး14ဂိုးသွင်းယူထားတာပါချက်စီအသင်းကလက်စတာအသင်းကိုအနိုင်ရရှိခဲ့တာကြောင့်ပရီးမီးယားလိမက်ပေးစရာအဆင့်၄နေရာကိုပြန်တက်နိုင်ခဲ့ပါတယ်ချက်စီအသင်းအားကြားရက်ထဲမှာ Conference League 16အသင်းအဆင့်ဒုတိယကြောအဖြစ်ကိုပင်ဟေဂန်အသင်းကိုအင်ဝင်းရှင်ပြန်ရမှာဖြစ်ပြီးပထမကြောက2ဂိုးတကူနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်